အဖေတော့ပို့တွေ့တယ်အမေကကျတော့ခေကတော့ဘယ်လိုလဲဆိုတော့လှုပ်ရှားရှိတာလှုပ်ပေးလိုက်တယ်ပေါ့နော်တူတူချာချာလှုပ်ပေးလိုက်တယ်ဒါမဲ့အရင်အဲသူ့ဖေလာကိုဖတ်လဲတကင်ရမ်းနေနေတော့နေတယ်သူ့ဖေအချိန်ပြည့်နေကျင်တာအဲ့လိုကတ်ထားကျင်တာအဲ့ပန်လိုက်လို့ရောအဲ့လို ဟိုကော်တွေပါတိတ်တွေပါအရှင်အဲ့လိုပတ်ထားကျင်လာတယ်သူ့သားနဲ့သူနဲ့အဲ့လိုဆိုသူ့ဖေရောအဲ့လိုအခြေမျိုးပေါ့ဟုတ်အရှင်တော့တော့ခင်းတော့လဲဟိုအပြူတော့တော့မသိဘူးခလေးမွေးထားမှမသိတော့တခါလေကြာဟဲဝါလာတယ်ဟိုအချင်းချင်းပေါ့အရင်ရင်းနေတဲ့လူတွေပေါ့ဟိုလိုမျိုးတွေ့တွေ့ချင်းလူတော့မပြောဘူးအဲနည်းနည်းပြည်လာအောက်တဲခလေးမွေးတာလို့ဩခလေးမွေးတာဝါလာလာအဲအဲ့လိုမျိုးပေါ့နော် ိုကိုတိုင်းလည်းသိသွားတဲ့အချိန်အားစပြီးတော့ရှောင်းတယ်ဘသူ့မှာအဲ့လိုစကားမျိုးမပြောမရအောင်ရှောင်းတယ်ပေါ့နော်အဲသိတဲ့လူတွေလည်းနောက်ပိုင်းသိသွားပြီဆိုလို့ရှိရင်လည်းရှောင်းပြီးတော့ကလေးမေတွေကိုထင်း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 လေးပြောပေးဖို့မြင့်တရရခံကြပါတယ်လို့တတကကြတော့အခုတစ်နှစ်နဲ့ခုနှစ်လရှိပြီပေါ့နော်တခြား ူငါကလေးတွေလိုပါပဲသူရဲ့ဖွံ့ဖြိုးမှုစံနှုန်းလေးတိုင်းနဲ့သွားနေပါတယ်ဟုတ်သူကဒါတဦးဆိုယူကြတာပဲနော်ကေးလဲယူပါရဲ့အဲဒါမဲ့ဘာဖြစ်လဲအခုအခုတော့မှနည်းနည်းတော့စိတ်ညစ်ရတဲ့အပိုင်းလေးရှိရဲ terrible 2လို့ပါလို့လာတော့မယ်လीနည်းနည်းပြေတော့မှဆိုတော့နည်းနည်းလေးစပြီးတော့သူကသူဦးဆောင်ခြင်းလာပြီးအဲသူကသူအကုန်အစစအရရာလှုပ်ချင်းလာတဲ့အရွယ်လေးဖြစ်နေတာပေါ့အဲ့တော့ light ထင်းရ light ထင်းရအဲစိတ်ဆိုးတက်လာပြီးအဲအဲ့ဒါမျိုးလေးပေါ့ဟုတ်အဖေရောပူတွယ်တယ်အမေကကြတော့ခေကတော့ ဘယ်လိုလဲဆိုတော့လုံးဆက်ရှိတာလုတ်ပေးလိုက်တယ်ပေါ့နော်သူသေးချာချာလုတ်ပေးလိုက်တယ်ဒါပေမဲ့အရင်အဲသူ့ဖေလောက်ဖက်လဲတကင်ရမ်းနေနေတော့နေတယ်သူ့ဖေအချိန်ပြည့်နေကျင်တာအဲ့လိုကတ်ထားကျင်တာတဲ့ပန်လိုက်လို့ရောအဲ့လိုဟိုကော်ရီပါတိတ်တွေပါရှင်အဲ့လိုပတ်ထားကျင်တာသူ့သားနဲ့သူ့နဲ့အဲ့လိုလို့သူ့ဖေကတော့အဲ့လိုအချိန်မျိုးပေါ့ဟောနေခွန်းတက်တခွန်းနဲ့ထက်မေးရတော့တခွန်းနဲ့ထက်မေးရဒါပေမဲ့တခွန်းနဲ့ကိုထိရနောက်ကလေးကကြတော့လေ အဲစစ်သားနေတုန်းမှာတသားဘက်ကကြည့်တော့လဲဟိုဘောနော်ခလေးလေးရဲတူးခလေးလေးတွေဟိုချစ်တယ်နောက်ပြီးတော့လိုက်ဆွဲတာလေးတွေအဲ့လိုဟော်မင်တာလေးတွေတွေ့တော့တနာတယ်ဒါပေမဲ့အဲကိုကကြတော့လဲအဲဘယ်လိုရှိလဲဆိုတော့ခေကအရင်တာဝန်အရင်ကြီးသွားမှဆိုဒီခလေးလေးကိုသေချာမပြုတ်မှုမပြုတ်ထောင်းနိုင်သေးပဲနဲ့နောက်တစ်ယောက်ကိုယူလိုက်တဲ့ချိန်မှာသူ့ကိုလည်းလွတ်သူ့ကိုလည်းလွတ်ဆိုတာမျိုးနှမျိုးမဖြစ်ချင်တော့ စဉ်းစားနေတော့မှာဟုတ်ချားရအောင်ပါရှင်ဘာလို့လဲဆိုတော့ဒါကတော့လေ့ကျင့်ခန်းဒီရက်ပိုင်းမှာတိတ်မလုပ်ဖြစ်ဘူးဒါပေမဲ့ fasting လောက်ထားတဲ့ body ပေါ့နော် fasting လောက်ပြီးတော့ချထားတဲ့ body ဆိုတော့နည်းနည်းလေးချစ်ချစ်ကလေးအရင်လိုမျိုးမဟုတ်တော့မှအရင်လောက်နီးပါဖြစ်အောင်တော့နည်းနည်းလေးပြန်ချမယ်လို့စဉ်းစားထားပါရှင်ကလေးမွေးပြီးတော့၄ပေါင်ကအရင်ဆိုရင်ခေးက105ပေါင်110ပေါင်အဲ့လို120တခါမှမကျော်ဘူးနောက်တော့145 150လောက်တော့ဖြစ်သွားမှာထင်တယ် အဲ့လောက်ကနေပြီးတော့နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့တသားအနုတိုက်ရင်ပိုင်းနဲ့တော့နည်းနည်းလေးကြာ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 သွားပေါ့အော်နုတိုက်တော့မကြောက်ဘူးနုပြက်သွားပြီးတဲ့နောက်မှာတော့နည်းနည်းလေးကြာလာတယ်လေ့ကျင့်ခန်းလေးလုပ်လို့ရတော့ယောဂကိုပထမအောင်ဆုံးကစားရတယ်အဲပြီးတော့ကျတော့အစားလေးနည်းနည်းဆင်ကျင်တယ်နောက်တော့ တခါလေကျတော့လဲစိတ်လွတ်ပေးလိုက်တာကဖုံးလို့ပြန်တက်သွားတယ်ပိန်လိုက်ဖောင်းလိုက်ပိန်လိုက်ဖောင်းလိုက်အဲ့လိုတန်းနေရလဲနေရပေါ့နော်အဲ့လိုတော့မဖြစ်ချင်တော့ဘူးဒီနောက်ပိုင်းမှာပို့ပြီးတော့တိတိချာချာတူတူဆဆနဲ့ဝိချတော့ရှိပါရှင်ပါတယ်မဖြစ်လို့လဲဆိုတော့တနတ်တော်စားတယ်ခင်ဗျအဲ့လိုထမင်းကိုတော့အလုံးစုံမဖြတ်လိုက်ဘူးအိုး ငယ်ငယ်လေးရစားလာတာထမင်းဆိုတော့အာဒီတလေးတော့ရှိတာပေါ့နော်ဒါကတော့ထမင်းကောင်းလဲဆိုရဲမဟုတ်ဘူးအာဒီတလေးရှိရဲစားလိုက်ရကျေနပ်သွားရပြီးမျိုးပေါ့အဲ့တော့အဲ့ဒါလေးတော့နည်းနည်းတော့စားတယ်ဒါပေမဲ့တက်နှက်တော့တက်နှက်တော့ပအောင်စားတယ်ကြံတဲ့ချိန်မှာတော့ထမင်းမစားဘူးခေကအဲ့ရောက post မှာဖြစ်ချင်တော့ခေကအဲစေးရုံကပြန်လာပြန်လာတော့အကိုကလည်းဖုန်းကြီးဝင်နေအရင်အကိုအကိုပေါ့နော်ခေကအကိုရင်ဖုန်းကြီးဝင်ပြီးတော့လာတော့ အမကြီးကပြင်ကျင်တော့ဆေးရောင်ပြန်လာတော့စကက်လေးရတယ်လည်းတို့တယ်ပြီးတော့ဗိုက်စီးဗိုက်စီးရဆေးရောင်တက်တာဆိုမြေပြီးဟိုဟာပေါ့နော်၄-၅ရက်လောက်ပဲကြာအောင်ပါခလေးမွေးမွေးပြင်ခွင်းမွေးထားတာဟုတ် ခွဲမွေးထားတဲ့ main ကလေးတွေကပို့ပြီးတော့ပိုင်နဲ့နဲ့အနေထားလေးပို့ရှိမယ်ထင်တယ်နော်အဲ့ဒါဆိုတော့အဲ့တော့ကလည်းအောက်မှာရေးကြတာပေါ့နော်နောက်တစ်ပိုက်လာဟဲ့တခုပဲမွေးတာနောက်တစ်ပိုက်အဲ့လိုမျိုးပေါ့နော်မကောင်းတာလေးတော့ရှိရဲဒါပေမဲ့ခင်ရတော့လေ necklace လောက်လိုက်တယ်တချို့ကလည်းကိုယ်ဝင်မှမဆောင်ဘူးတာနော်မသိဘူးတချို့ကျတော့လည်းယောက်ျားလေးလည်းရှိတယ်တချို့ကျတော့လည်းပြောချင်လို့ကိုပြောတာပြောချင်လို့ကိုပြောတဲ့လူတွေမပြောပါနဲ့လို့ပြောပြောလို့မရအောင်ခေးပါလေအဲ့တော့ necklace လောက်လိုက်တယ်လစ်လီရှူလိုက်တယ်ဒါပေမဲ့ ဟိုနောက်ပိုင်းကျရင်လူဆိုတာကိုဖြစ်မှကိုကျန်းစာတာ။နောက်ပိုင်းကျရင်ကိုအမတော်လကောင်ကိုညမတော်လကောင်ကိုဝင်ဆောင်ပြီးမှလို့ဝါလာတာမြင်သွားတော့ဩဒါဟာတဘာဝပါလားဆိုသူကသူတိသွားလိမ့်မယ်အဲ့လိုပဲထားလိုက်တော့တော့အရင်တော့ကတော့ခင်းတော့လဲဟိုအပြူတော့တော့မသိဘူးခလေးမွေးထားမှမသိတော့တခါလေကျဟဲဝါလာတယ်ဟိုအချင်းချင်းပေါ့အရင်ရင်းနေတဲ့လူတွေပေါ့ဟိုလိုမျိုးတွေ့တွေ့ချင်းလူတော့မပြောဘူးအဲနည်းနည်းပြည်လာအောက်တဲခလေးမွေးတာလို့ဩခလေးမွေးတာဝါလာလားအဲအဲ့လိုမျိုးပေါ့နော်မသိတဲ့လူတွေလည်းရှိတယ် အဲပေါ့နော်အဲ့တော့အမ်ခေအနေနဲ့ကကြတော့ကိုကိုတိုင်းလဲတည်သွားတဲ့အချိန်အားစပြီးတော့ရှောင်းတယ်ဘသူ့မှာအဲ့လိုစကားမျိုးမပြောမြအောင်ရှောင်းတယ်ပေါ့နော်အဲတည်တဲ့လူတွေလဲနောက်ပိုင်းတည်သွားပြီဆိုလို့ရှိရင်လဲရှောင်းပြီးတော့ကလေးမေတွေကိုထင်း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 လေးပြောပေးဖို့မြေတားရက်ခံကြပါတယ်လို့အမှန်တော့အရင်တော့ခန္ဓာကိုယ်လေးပြန်လို့ကျင်တာပေါ့မဖြစ်နိုင်ဘူး ။မဖြစ်နိုင်တော့အတက်နိုင်ဆုံးပေါ့ကြစ်ကြစ်လစ်လစ်အဲအဓိကဝိတ်ချဖို့အတွက်ကြစ်ကြစ်လစ်လစ်ကြမ်းကြမ်းမမလေးဖြစ်ဖို့ဦးစားပေးပြီးတော့ဝိတ်ချသွားမှာပါရှင့်။အာခေကိုခုချိန်ကြီးမမေ့ဘဲနဲ့အားပေးနေကြတဲ့ပရိသတ်တွေရောအဲနောက်ပြီးတော့ပေါ့နော်ခေပါလို့လို့အများရန်ချစ်ပေးတဲ့ပရိသတ်တွေရောခေရဲ့ဒီနေ့ကနေကျေးဇူးများကြီးတင်ပါရယ်။နောက်ကိုလည်းစူးစမ်းပြီးတော့အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပြီးတော့ပြန်လာခဲ့ပါမယ်လို့ပြောချင်ပါတယ်ရှင်။